ပေါကံပြီအစအနော်ယထာမင်းဤပုံပြင်မြမသမိုင်းမှာထင်ရှားကြော်ကြားတဲ့ဖယင်တွေတဲကတပားဖြစ်တဲ့အနော်ယထာမင်းအကြောင်းပြောပြခြင်းပါတယ်အနော်ယထာမင်းဟာမြမပထမဆုံးအေဂေယောနိုင်ငံတော်ဖြစ်တဲ့ပေါကံပြီကိုတည်ထောင်ခဲ့သူပါနန်းတက်ချင်းနှင့်အင်အားစုစည်းခြင်းအနော်ယထာမင်းဟာပေါကံပြီရဲ့ပြီးစမမြောက်မင်းဖြစ်ပြီးခင်းနှစ်1044ခုနှစ်မှာနန်းတက်ခဲ့ပါတယ်သူနန်းတက်ပြီးနောက်ပေါကံပြီကိုပိုမိုစီးလုံးခိုင်မာအောင်လှုပ်ဆောင်ခဲ့ပါတယ်ပကန်ဒဝိုက်ကကြေးရွာတွေကိုတင်းသွင်းပြီး သူ့ရဲ့စ조사အာဏာကိုချက်ထွင်ခဲ့ပါတယ်အထူးခြားဆုံးကတော့တက်မတော်ကိုအင်အားတောင့်တင်းအောင်တိစောက်ခဲ့တာပါပဲမြမတက်မတော်တမိုင်းမှာပထမဆုံးစနစ်တကျဖွဲ့စည်းခဲ့သူလို့ဆိုနိုင်ပါတယ်ဘုဒ္ဓဘာသာသာသနာပြုခြင်းအနော်ယထာမင်းရဲ့အထင်ရှားဆုံးလှုပ်ဆောင်ချက်ကတော့ထေရဝါဒဘုဒ္ဓဘာသာကိုပုဂံပြီအနှံ့ပြန့်ပွားအောင်ဆွမ်းဆောင်ခဲ့ခြင်းပဲဖြစ်ပါတယ်အဲ့ဒီအချိန်ကပုဂံမှာအရေးကြီးလို့ခေါ်တဲ့ဘုဒ္ဓဘာသာနဲ့မကိုက်ညီတဲ့အယူဝါဒတွေထွန်းကားနေခဲ့ပါတယ်မွန်ပြည်နယ်တထုံပြည်က ဓမ္မတတိလို့ခေါ်တဲ့ယဟနာတပါးနဲ့တွေ့ဆုံပြီးနောက်မှာအနော်ယထာမင်းဟာထေရဝါဒဗုဒ္ဓဘာသာရဲ့တန်ဖိုးကို နားလည်သဘောပေါက်သွားပါတယ်။အဲဒီနောက်မှာတော့သူဟာတထုံပြည်ကိုခြိတသိမ်းပိုက်ခဲ့ပြီးပြီးနှက်ကသုံးပုံအပါအဝင်ဗုဒ္ဓဘာသာဆိုင်ရာကျမ်းဂန်တွေရုပ်ပွားဆင်တူတော်တွေနဲ့ပညာရှင်တွေကိုပုဂံကိုပင်ဆောင်ခဲ့ပါတယ်။ပုဂံကိုရောက်ပြီးနောက်မှာအရေးကြီးတို့ရဲ့အယူဝါဒတွေကိုဖယ်ရှားပြီးထေရဝါဒဗုဒ္ဓဘာသာကိုတရားဝင်ကိုးကွယ်စေခဲ့ပါတယ်။ပုဂံပြည်မှာဖျားစေတီပူထိုးပေါင်းများစွာတည်ထားကိုးကွယ်ခဲ့ပြီး ထေရဝါဒဗုဒ္ဓဘာသာရဲ့ရွှေခေတ်ကိုစတင်ခဲ့ပါတယ်။အထူးသဖြင့်ရွှေစည်းခုံစည်တီတော်ဟာတူတီထားခဲ့တဲ့အထင်ကရစည်တီတစုဖြစ်ပါတယ်။စိုက်ပျိုးရေးနှင့်စီးပွားရေးမြင့်တင်ခြင်းအနော်ယထာမင်းဟာဗုဒ္ဓဘာသာသာသနာပြုယုံတာမက တိုင်းပြည်ရဲ့စီးပွားရေးကိုလည်းအလေးထားခဲ့သူပါမြေဥစာကောင်းတဲ့ဒေသတွေဖြစ်တဲ့ကျောက်စီလွင်ပြင်နဲ့မင်းဘူးဒေသတွေမှာဆင်မြောင်းတာတမန်တွေတိစောက်ပြီးစိုက်ပျိုးရေးကိုအားပေးခဲ့ပါတယ်။ဒါကြောင့်ပုဂံပြည်ဟာဆံရည်စဘာပေါ်ကျွယ်သွားပြီးစီးပွားရေးတောင့်တင်းလာခဲ့ပါတယ်။ နယ်ပယ်ချက်ထွင်ခြင်းတူလက်ထက်မှာပုဂံပြည်ရဲ့နယ်နိမိတ်ဟာအရှိတ်တရုတ်ပြည်နယ်ဆက်အထိအနောက်ဘက်ရခိုင်ပြည်နယ်အထိတောင်ဘက်မွန်ပြည်နယ်အထိကျယ်ပြန့်ခဲ့ပါတယ်ဒီလိုနယ်ပယ်ချက်ထွင်မှုတွေကြောင့်မြန်မာသမိုင်းမှာပထမဆုံးအေဂရနိုင်ငံတော်ဖြစ်တဲ့ပုဂံပီကြီးကိုအောင်မြင်စွာတည်ထောင်နိုင်ခဲ့တာဖြစ်ပါတယ်။နေရွာဆန်ချင်းအနော်ယထာမင်းဟာခင်းနှစ်1900ခုနှစ်ခုနှစ်မှာ နေရွာဆန်ခဲ့ပြီးသူ့ရဲ့နေရာကိုတားတော်ဆောလူမင်းကဆက်ခံခဲ့ပါတယ်။ အနော်ရထာမင်းရဲ့ဘောဇက်ကြောင့်နဲ့လှုပ်ဆောင်ချက်တွေဟာမြမသမိုင်းမှာထာဝရထင်ရှားနေမှာဖြစ်ပါတယ်။သူဟာမြမနိုင်ငံကိုစီးလုံးညီညွတ်တဲ့နိုင်ငံအဖြစ်စတင်တည်ထောင်ခဲ့သူဗုဒ္ဓဘာသာရဲ့အနှစ်သာရကိုမြမပြည်သူတွေစီပို့ဆောင်ပေးခဲ့သူ စီးပွားရေးနဲ့ကာကွယ်ရေးကိုလည်းအလေးထားခဲ့သူတဦးဖြစ်ပါတယ်။အနော်ရထာမင်းအကြောင်းထပ်တည်ကျင်တာဒါမှမဟုတ်တခြားပြင်တွေအကြောင်းတည်ကျင်တာများရှိသေးလားခင်ဗျာ။ကိုမတ်အောက်ကနေဝင်ရေးသွားလို့ရပါတယ်နေ။ နောက်ဗီဒီယိုတွေတင်ဆက်ပြပေးမှာဖြစ်ပါတယ်ကြည့်ယူတူတိုင်းအားလုံးကျေးဇူးတင်ပါတယ်